စကန်ဒီလီကိုကြည့်ရှုနေကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တရင်ကြောင်းရာကတော့16ကြိမ်မြောက်ပထမရွတ်ဖတ်ပူဇော်ခြင်းမင်္ဂလာခမ်းနာကျင်းပခဲ့တဲ့တရင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တိရီမင်္ဂလာကဘာအေးစေတော်မြတ်ကြီးရဲ့ကိုပကအဖွဲ့ဝင်များမှအကြည့်မူပြီး16ကြိမ်မြောက်ပထမရွတ်ဖတ်ပူဇော်ခြင်းမင်္ဂလာကိုတော့ဒီကနေ့ဧပြီလ9ရက်နနက်9:00ခွဲကဲ တီးမင်လာကဘာအေးစီတော်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။နိုင်ငံတော်အကြီးအကဲရဲ့လက်ညှိုးမှုနဲ့ယမန်နေဧပြီလ10ရက်နေ့မှစတင်ကငွေရအသင်းများက ရှရနာတုတ်ကို ကိုရတီတီရွတ်ဆိုရမှာဖြစ်ပြီးဆရာတော်တန်ဃာတော်များမှပရိတ်တရားတော်များကိုစူပေါင်းရွတ်ဆိုပူဇော်ပေးတော်မူရမှာဖြစ်တယ်လို့သိရပါဗျ။ ဒါကြောင့်သီရိမင်္ဂလာကဘာအေးစီတော့ကောပကအဖွဲ့များအနေနဲ့ယမန်နေ့မှစတင်ကရတနာတုတ်ကိုးကောက်ကို စတင်ရွတ်ဆိုခဲ့ကြပြီးဒီကနေ့ဧပြီလ9ရက်နေ့နနက်9:00နာရီခွဲမှာတော့ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနားကိုကျင်းပခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်16ကြိမ်မြောက်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းမင်္ဂလာအခမ်းအနားနဲ့ပတ်သက်ပြီးတော့လည်း တီရီမလာကဘာအေးစီရီတော့ဗနာတော်ရင်းကောပကအဖွဲ့ဝင်ဥဝင်းမြင့်ကအခုလိုပြောပါတယ်တို့ဒီနေ့မှာတော့ဟိုလွန်ခဲ့တဲ့22နှစ်လောက်ကတည်းကပေါ့နော်ကျွန်တော်တို့စတင်ပြီးတော့ကျွန်တော်တို့ဝစ်သင်းရနေပြီးတော့အသင်းသား6ယောက်ကနေပြီးတော့ကျွန်တော်တို့မနေ့6နာရီရနေပြီးတော့ညနေ6နာရီအထိ အတန်မဆဲပဋ္ဌာန်းပူဇော်တဲ့ပွဲပါခင်ဗျာအဲ့ဒီဟာလည်းကျွန်တော်တို့15နှစ်လောက်လုပ်ပြီးတော့ကျွန်တော်တို့ဒီကိုဗစ်ဖြစ်တာနဲ့ကျွန်တော်တို့နောက်ဒီနိုင်ငံရေးခြေနေရတယ်ကျွန်တော်တို့ဒီမှာမလုပ်ဖြစ်ဘဲနဲ့9နှစ်လောက်မလုပ်ဖြစ်ပါဘူးခင်ဗျာအဲ့ဒါကူဒီနှစ်ကတော့ကျွန်တော်တို့16ကြိမ်မြောက်ကျွန်တော်တို့အခမ်းအနားကိုဟိုဒီနေ့ပဲမနေ့9နိုင်မှာ စတင်ပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်ဖွင့်လှစ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ကအဲတဘာပတိရနေပြီးတော့ကျွန်တော်တို့ဟိုဒီဘွားရဲ့ရည်ရွယ်ချက်ကလေးကိုပြောပြောပြပါတယ်ပြောပြပြီးတော့ကျွန်တော်တို့ယရဏတုတ်ခုနှစ်ခေါက်ပူဇော်ပါတယ်ပူဇော်ပြီးရတယ်ကျွန်တော်တို့ပဋ္ဌာန်းကျမ်းပဋ္ဌာန်းကျမ်း၅ကျမ်းကိုအတန်မဆဲအဲစတင်ပြီးတော့ပူဇော်ခဲ့ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်တို့ဒီပူတော်ဝဲကြီးကိုဒီအတမဆဲဆိုမဲ့မနေ့ကနေပြီးတော့ညနေအထိပဲပေါ့နော်အဲ့ဒီအဲဝိသင်းသား9ရောက်ကနေပြီးတော့ကျွန်တော်တို့ဟိုပူတော်တဲ့ဟာတော့ကျွန်တော်တို့ဒီကျွန်တော်တို့မြန်မာနိုင်ငံကြီးရဲ့ကတ်ယောဂအပေါင်းကနေပြီးတော့ကင်းဝေးစေဖို့နော်နိုင်ငံသူနိုင်ငံသားတွေအေးချမ်းသာယာစေဖို့နော်ဘေးဒုက္ခအပေါင်းကနေကင်းဝေးစေဖို့အတွက်ရည်ရွယ်ပြီးတော့ကျွန်တော်တို့ကျင်းပခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ ဟိုကိုယ့်ရဲ့ပူဇော်ပါမယ်ကျွန်တော်တို့ဒီနေ့ကနေစပြီးတော့ကျွန်တော်တို့အကြံအကြနေအထိကျွန်တော်ကိုယ့်ရဲ့တိတိကျွန်တော်တို့နေနေခင်းပဲပေါ့နော်ကျွန်တော်မနေ့6နာရီရန်လို့ည6နာရီဒီကျွန်တော်ပူဇော်ပါပါကျွန်တော်တို့ကလည်းအခုမနေ့ရပေါ့နော်မနေ့ရဆိုလို့ရှိရင်ကျွန်တော်ဒါနိုင်ငံတော်ကနေပြီးတော့နိုင်ငံတော်ကြီးကရဲ့လမ်းညွှန်ချက်အရကျွန်တော်တို့ယန္နာတုတ်ခွန်နဲ့ယန္နာတုတ်ကိုဟိုကိုးခေါက်ကျွန်တော်တို့ဟိုဝိသင်းသူတင်တာ၉ရောင်နဲ့ ကျွန်တော်တို့ပူဇော်ခဲ့ပါတယ်အဲ့ဒါကိုလည်းအခုဒီနေ့ဒီမှာလည်းကျွန်တော်ဆက်ပြီးပူဇော်ဖို့ရှိပါတယ်ခင်ဗျအဲကျွန်တော်တို့ဒီတိရိမင်္ဂလာကဘာရေးစီတော်ကြီးကတော့ကျွန်တော်တို့ဟိုနေပူကန်ကြောက်ပြားတွေကလည်းကျွန်တော်တို့အခုက၅၅ပုံ၂ပုံတော့ပဲခင်ပြီးသေးတာဖြစ်တဲ့အတွက်နောက်ကြံတဲ့ဟာတွေကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတော့အလှူခံရဲရှိပါသေးတယ်ခင်ဗျာနောက်ကျွန်တော်တို့ဟိုရွှေစင်ရွှေပြားဆက်ကပ်ဖို့အတွက်လည်းရှိပါသေးတယ်အဲအကြောင်းမို့လို့ဟိုကျွန်တော်တို့အလှူရှင်များအနေနဲ့ အတရာကြည့်ပြီးတော့ကျွန်တော်ဝမ်းဝင်းပြီးတော့လှူဒန်းပေးကြပါအောင်လို့ကျွန်တော်လည်းတိုက်တွန်းနှိုးဆော်ရပါတယ်ခင်ဗျာအတကြံမှာတော့ကျွန်တော်တို့ဒီအအကျိုးနေရနေပြီးတော့ကျွန်တော်နှစ်ဆန်းတည့်ရနေတီပြီးတော့ကျွန်တော်9ရက်တိတိကိုကျွန်တော်တို့မနေ့9နာရီခွဲမှာကျွန်တော်တို့ဆရာတော်တစ်ပါးစီရနေပြီးတော့ကျွန်တော်တီလာပေးပါမယ်။နောက်နေ့လယ်တနာရီမှာကျတော့ကျွန်တော်တရားချီးမြှင့်ပါမယ်ခင်ဗျာ။အဲ့ဒါကျွန်တော်9ရက်ဆက်တိုက်ကျွန်တော်တို့တရားပွဲများရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့ဒီနှစ်သစ်မင်္ဂလာ အချိန်ခါပေါ်မှာပေါ့လေကျွန်တော်တို့မင်္ဂလာဆိုတာကတော့အာကျွန်တော်တို့လောကီမင်္ဂလာကတော့အမျိုးမျိုးရှိပါတယ်ဒါပေမဲ့မြတ်စွာဘုရားဟောကြားထားတဲ့အဲဟာတော့38ဖြာမင်္ဂလာပေါ့ဒီ38ဖြာမင်္ဂလာအတိုင်းကျွန်တော်တို့ကလူသားတွေကလိုက်ပြီးတော့ကြင့်ကြံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိဘဝမှာတည်းမကဘဲနဲ့နောင်တမလွန်ဘဝအထိပါအေးချမ်းကြမှာပါအဲကြောင့်မို့လို့ကျွန်တော်တို့ဒီနှစ်သစ်ကူဆူတောင်းနေတယ်လဲ ကျွန်တော်အနေနဲ့ကတော့ဒီမြန်မာသူမြန်မာနိုင်ငံသားတွေတင်တာမကဘဲနဲ့ကမ္ဘာသူကမ္ဘာသားတွေပါအေးအေးချမ်းချမ်းသာသာရရာနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့အဲကျွန်တော်နိဗ္ဗာန်မဲ့ဖို့ရက်တူတူနဲ့တက်လှမ်းနိုင်ကြပါစေလို့ကျွန်တော်နဲ့ဆုတောင်းမေတ္တာပို့ရပါတယ်ခင်ဗျာ